လာမပြည့်ပဲနဲ့မွေးခဲ့တဲ့အကျိုးဆက်တွေကြောင့်ဆေးရုံမှာအသက်၃ချိန်ကယ်ခဲ့ရတဲ့ဖက်တီမရဲ့သားလေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အချိန်ပေါင်းတော့ရောင်းပြီးတော့နာမည်ကြီးလာခဲ့တဲ့ Fatima ကကိုဝင်လွယ်ထားတဲ့အချိန်မှာမှကန်ကောင်းပြီးတော့စီးပွားတက်ခဲ့ရတာပါ။ဒါကြောင့်မို့လို့ Fatima ရဲ့ကိုဝင်ကို Lucky လေးဆိုပြီးတော့ချီးကျူးကြပါရစေ။အကျွေးပလဲဝိုင်းနေတဲ့အနေထားမို့ကိုဝင်တစ်ဖက်နဲ့ဈေးရောင်းကောင်းနေတဲ့အချိန်မှာမနာမနေကိုရောင်းနေကြတာဖြစ်ပါရစေ။ကိုဝင်တစ်ဖက်နဲ့အလုံးအလွန်ကျွန်းလုံးနေတာကြောင့်လဲ Fatima ကဒါလေးကိုနေမစိလားမစိပဲမွေးလိုက်ရပါရစေ။ မွေးဖို့လိုသေးတဲ့အချိန်မှာမှအရေးပေါ်ခွဲမွေးလိုက်ရတာဖြစ်ပါတယ်။ငါလာပိုင်းငါရင်းနေမှာကလေးကိုမွေးခဲ့တာဖြစ်ပြီးတော့ပေါင်မပြေတာကြောင့်ကလေးကတော်တော်လေးကိုသေးနေခဲ့ပါတယ်။ဒါအပြင်မွေးပြီးပြီးချင်းမှလည်းသူမနဲ့အတူတူ ခေါ်မထားရပါဘူး။ကလေးကအရန်ကိုသေးလွန်ပြီးတော့အသက်ရှူဖို့တောင်မနေစူးစမ်းနေရတာပါ။ဖန်ပေါင်းကြောင်ထဲမှာထည့်ထားရတာလည်းဖြစ်ပါတယ်။ ကလေးမွေးပြီးကလေးနဲ့အတူတူမနေရတဲ့အပေါ်မှာဖက်တီမကအရန်ကိုစိုးရိမ်နေခဲ့တာဖြစ်ပါတယ်။ဖန်ပေါင်းနှမ်းမှာ25ရက်လောက်နေခဲ့ရတာဖြစ်သလိုအမေနဲ့သားနဲ့ကခွဲပြီးတော့နေနေရတာလည်းဖြစ်ပါတယ်။ဒါအပြင်ကလေးကအသက်မရှင်နိုင်တော့ဘူးဆိုပြီးတော့ဆရာဝန်တွေကလည်းပြောကြတာဖြစ်ပါတယ်။ကလေးကပေါင်လဲမပြည့်တဲ့အပြင်အရန်ကိုအားနေနေတာကြောင့်အသက်ရှင်ဖို့မတည်ကြဘူးလို့ပြောတဲ့အခါမှာဖက်တီမက ညရီကြာနေရပဲဖြစ်ပါတယ်။အမြန်ဆုံးနေကောင်းလာတာကိုမြင်ချင်ပေမဲ့လည်းအသက်မရှင်နိုင်တော့ဘူးလားဆိုတဲ့အသည့်နဲ့ပဲငုံနေကြရတာဖြစ်ပါတယ်။ကလေးမွေးပြီးသားမို့စိတ်ကလည်းနုနေတဲ့အချိန်ဖြစ်တဲ့အတွက်ဖတီမာအတွက်ကတော့အရင်ကိုစိတ်ဆင်းရဲခဲ့ရပါတယ်။အသက်မရှင်နိုင်တော့ဘူးလို့ပြောပြီးတော့ ပြန်ကယ်လိုက်တဲ့အချိန်မှာကလေးကအသက်ပြန်ရှင်လာခဲ့ပါတယ်။ဒါပေမဲ့အခုလိုမကြာခဏဆိုသလိုဖြစ်နေခဲ့ရပါ။ဇာတ်ရဲမှာဒါဖြစ်သူကအသက်ဆုံးရှုံးမလို့၃ချိန်တောင်ဖြစ်သွားပါတယ်။ဒါပေမဲ့လည်းဆရာဝန်တွေကထူးချွန်ကြပြီးတော့ပြန်ကယ်ပေးတာကြောင့်ဒါလေးက၃ချိန်လုံးအသက်ပြန်ရှင်ခဲ့ပါတယ်။ကလေးကလာမပြေပဲမွေးရမို့တော်တော်လေးကိုသေးနေတာပါ။ပေါင်မပြေပဲမွေးတဲ့ကလေးတွေကပုံမှန်ထက်ပိုပြီးတော့သေးကြပြီးခြူချာကြပါတယ်။ဒါကြောင့်မို့လဲဖတီမာကစိုးရိမ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ဆေးရုံဝဆင်းခွင့်ရတာကိုပဲကျေးဇူးတင်နေရတာပါဆေးရုံဝဆင်းခွင့်ရလာပြီမို့ ဒါလေးကိုဂယူးဆိုင်ရင်ဖတ်တီမာကဈေးပြန်ရောင်းတော့မှာဖြစ်ပါတယ်။ကလေးကအသေးလုံးနာကြောင့်ဖတ်တီမာကတော်တော်လေးကိုပြုစုပြိုးထောင်ရမှာပါ။လူပဲပြုစုလို့ရတာမဟုတ်ပဲလိုအပ်တဲ့အာဟာရတွေတိုက်ကျွေးရမှာမို့ဖတ်တီမာကအလုပ်ပြန်လုံးမှရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့နောက်နေ့ရက်လောက်ဆိုရင် online ကနေအိမ်ရောက်ငွေချေစနစ်နဲ့အစားအသောက်တွေပြန်ရောင်းတော့မှာဖြစ်ပါတယ်။ဖတ်တီမာကပရင်နဲ့ငါးရီကွန်ကျော်တွေကိုပြန်ရောင်းတော့မှာဖြစ်ပါတယ်။ကလေးတစ်ဖက်နဲ့မို့သူကိုယ်တိုင်ကျော်ရောင်းမှမဟုတ်ပဲတခြားသူတွေကိုရောင်း ောင်ခိုင်းပြီးတော့ညွှန်ကြားသွားမှာဖြစ်ပါတယ်။ဒါလေးကရှက်လန်းနဲ့ လူလောကရဲထွက်လာမယ်လို့မထင်ထားခဲ့ပါဘူး။ဒါပေမဲ့လည်းအကျိုးပေးတဲ့ကလေးလေးဖြစ်ကြမှုအကျိုးပေးဖို့လူလောကရဲကိုအမြန်ဆုံးထွက်လာတယ်လို့သာဖတ်တီမယူဆထားတာပါ။အကြီးဆုံးသားလေးကအသက်12နှစ်ရှိနေပြီဖြစ်ပြီးတော့အငယ်ဆုံးကလေးကလည်းသားလေးဖြစ်ကြမှုဖတ်တီမကသားနှစ်ယောက်ဝမ်းမေဖြစ်လို့လာပါပြီ။အကျိုးပေးတဲ့သားလေးကိုအသက်ရှင်အောင်ပြုစုပျိုးထောင်ရင်းအလုပ်လဲလုပ်သွားမဲ့ဖတ်တီမအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအစုံနှိမ့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ရှင်။